မင်္ဂလာပါရှင်ဒီနေ့ကတော့မြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေကိုအဓိကထားပြီးတော့အမ်လေတာတုံးတက်တော်မှဖြစ်ပါလိမ့်ရှင်ဟုတ်ပါတယ်ဗျာကျမတို့စီမှာအဓိကအချက်လက်၃ခုရောက်နေပါတယ်ပထမတစ်ခုကမိုးလေဝသနဲ့ဇလဲပိဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့နေ့စဉ်မိုးလေဝသတက်လင်ဟုတ်ကဲ့ဒုတိယတစ်ခုကဘင်္ဂလားပင်လယ်အော့ကလေဖီအားနေရဝန်အကြောင်းတည်တံ့ထုတ်ပြန်ချက်နောက်ဆုံးတစ်ခုကတော့ ဘေကူဒိုင်အတွက်အသေးစိတ်ကြလက်ခုနှစ်ရက်တာခမန်းချက်နဲ့စိုက်ပျိုးမွေးမြူရေးအတွက်အကြံပြုချက်တွေပဲဖြစ်ပါလိမ့်ရှင်။အဲဒီဘေကူဒိုင်အတွက်အကြံပြုချက်တွေကတော်တော်စိတ်ဝင်စားမှုကောင်းတယ်ဗျာ။ဟုတ်ပါတယ်။ကဲဒီအချက်လက်တွေကိုတခုချင်းစီစာပြီးလေ့လာကြည့်အောင်နော်။ဟုတ်ကဲ့။ဒီအချက်လက်တွေထဲမှာကျွန်တော်သတိထားမိတာကခြုံငုံတုံးတက်တဲ့နိုင်ငံတော်အဆင့်ခမန်းချက်အတည်လေဒေတာတခုတည်းအတူအသေးစိတ်ကြတဲ့ခမန်းချက်တွေပါတယ်။ဟုတ်တယ်ဟုတ်တယ်။ပြီးတော့ လက်တွေ့ကြတဲ့အကြံပြုချက်တွေပါပါဝင်နေတာလေဒါကယာဒီဥရုအချက်လက်တွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်ဘယ်လိုတက်ရောက်နေလဲဆိုတာကိုတကယ်ကွက်ကွက်ခွင်းခွင်းပြနေတာပေါ့ဟုတ်ပါဒါဆိုအကြီးဆုံးပုံဖြစ်တဲ့တနိုင်ငံလုံးအိုင်းတာကနေစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ဘင်္ဂလားပင်လယ်အော်ရဲ့အခြေအနေကိုကြည့်လိုက်ရအောင်ရှင်နိုမလာ၁၈ရက်နေ့နေ့လယ်ပိုင်းတိုင်းထွားချက်အရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရပ်ဝန်း low pressure area ပေါ့နော် ဟုတ်ကဲ့အဲ့ဒါက comorin area comorin area ကိုရောက်ရှိသွားပြီလို့ဖော်ပြထားပါတယ်ဟုတ်ပါတယ်အာဘင်္ဂလားပြင်အခြေအနေကိုကြည့်ရင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကတာယာနေပြီးတော့ကပလီပင်လယ်ပြင်နဲ့ဂျန်ပင်လယ်အော်တွေမှာတော့တိမ်အတင်းအတင်းနဲ့တိမ်ထူးထပ်နေတယ်လို့ဆိုပါတယ်ဒီနေရာမှာမသားစရာကလေဖျားနဲ့ရဝင်းရဲ့တီးနေရပါပဲဟုတ်ကဲ့အဲ့ဒါကမြန်မာနိုင်ငံနဲ့တိုက်ရိုက်မသက်ဆိုင်တဲ့နေရာကိုရောက်သွားပြီလေဟုတ်ဒါပေမဲ့ သူ့ရဲ့အချိန်ကြောင့်ပင်လယ်ပြင်မှာတင်းတီဖြစ်ထွန်းနေတာကိုတွေ့ရတယ်။အော်အဝေးကနေလမ်းပြီးတော့အချိန်တက်ရောက်နေတာပေါ့နော်။ဟုတ်ပါတယ်။ဒါကရာသီဥတုစနစ်တွေဘလောက်တောင်ချိတ်ဆက်နေလဲဆိုတာကိုပြနေတာပဲဗျ။ဟုတ်ပါရဲ့ရှင်။ဒါဆိုရင်မနေ့ဖြန်မွန်းတက်ချိန်အထိခမ်းမန်းချက်ကိုဆက်ကြည့်ဟအောင်။နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာအနက်အပြားမိုးထချုံရွာမယ်တဲ့။ရွာရံရံနှုန်း80အထိရှိတယ်လို့ဆိုပါရဲ။ရခိုင်နှုန်း80ဆိုတော့တရိုလေးထကြတယ်လို့ပဲနော်။ ဟုတ်ကဲ့အယောရီတနင်္သာရီကရနဲ့ရှမ်းမြောက်ပိုင်းမှာတော့နေရာချဲချဲอืมရန်ကုန်မန္တလေးပဲခိုးမကွေးကရင်မွန်ပြည်နယ်တွေမှာတော့နေရာကွက်ကြားမိုးရွာနိုင်တယ်လို့ဖော်ပြထားတယ်ရှင်အထူးသဖြင့်လေဘေခူးတိုက်တဲ့တနင်္သာရီတိုင်းတွေမှာမိုးတင်တောင်တွေဖြစ်ထုံမှုအားကောင်းနေတယ်လို့သတိပေးထားတာကိုတွေ့ရတယ်ဟုတ်အဲ့ဒါပါကိုဆိုလိုတာလဲရှင်ဆိုလိုတာကအဲ့ဒီဒေသတွေမှာရိုးရိုးမိုးရွာတာအပြင်လေပြင်းတိုက်တာမိုးချိုးပြစ်တာအန်တီရှိနိုင်တဲ့အခြေအနေတွေပေါ့ဟုတ်တယ် မိုးတီးကြွေတာတဲ့ချင်နိုင်လို့ကျူရင်တတိဖြူဖို့အချမ်းပြူထားတာဟာတကယ်အရေးကြီးတဲ့အချက်တစ်ခုပါပဲဟုတ်ကဲ့ပင်လေပြင်ခမန်းချက်မှာပေါ်ပြီးတော့ထူးခြားနေသေးတယ်ဟုတ်လားဘလို့မျိုးလဲပြောငေဝါကျွန်ပေါ်မိုးတမာကွေ့မွန်တနင်းတာရီကမ်းရိုးတန်းတစ်လျှောက်မှာမိုးဆက်လေပြင်ကြပြီးလိုင်းချီနိုင်တဲ့လိုင်းအမြင့်ရှစ်ပေခနဲ့တစ်ဆယ်ပေအထိရှိနိုင်တယ်လို့ဆိုပါတယ်။အိုးရှစ်ပေခနဲ့တစ်ဆယ်ပေဆိုတာမနည်းဘူးနော်။မနည်းဘူးရှင်။ ီးတော့မိုးသက်လေဖြင်းကြရင် လေတိုင်းနှုန်းကတနာရီမိုင်30အထိရှိနိုင်တယ်ဆိုတော့တော်တော်လေးတတိထားရမယ့်အခြေအနေပဲတနာရီမိုင်30ဆိုတာလေငယ်တွေကိုတက်တော့တော်တော်လေးအနေအများတဲ့အခြေအနေပဲကဲခုနကချုံကုံတုံးတက်ချက်ကနီးအခုဖေးကူးနိုင် တစ်ခုတည်းအတွက်အသေးစိတ်ထုတ်ပြန်ထားတဲ့အချက်လက်တွေကိုဆက်ပြီးလေ့လာကြည့်ကြအောင်ဒီမှာပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေပါလာပြီဟုတ်ကဲ့ပထမဆုံးအချက်ကမိုးလေဝသမော်ဒယ်နှစ်ခုရဲ့ခန့်မှန်းချက်မတူညီတာပါပဲ GFS model အရ November 24ရက်မှာဖင်္ဂလာပဲလေရောတောင်ပိုင်းမှာလေဖိအားနဲ့ရောင်းဝင်းတကူပိပိအိန္ဒိယဘက်ကိုဥဒီနိုင်တယ်လို့ခန့်မှန်းထားတယ်။ဟုတ်ပါတယ်။ဒါပေမဲ့ ECMWF model မှာကြတော့အားကောင်းတဲ့လီးပွေ line တခုအနေနဲ့ပဲတမင်နာရူပြင်လဲဘက်ကိုဥဒီနိုင်တယ်လို့ခန့်မှန်းထားတယ်ဗျာ။ဟုတ်ဘာလို့ model တစ်ခုကမတူတာလဲရှင်။ဒီလို model နဲ့ရဲ့ခန့်မှန်းချက်ကွဲလွဲတာကလေယာဒီဥဒုခန့်မှန်းခြင်းရဲ့ရှုပ်ထွေးမှုကိုပြနေတာပဲ။ ါပေမဲ့အရေးကြီးတဲ့အချက်တခုကိုတော့သူတို့ဖော်ပြထားတယ်ဟုတ်ကဲ့အရှင်းမြောက်မုတ်တုံလေးအေးတွေတိုးဝင်နေတာကြောင့်ဘင်္ဂလားပင်လျော့ကမုန်တိုက်တွေမြန်မာနိုင်ငံဘက်ကိုမလာနိုင်ဘူးအော်ပြီးတော့အရေးပိုလာနိုင်တယ်ဆိုတဲ့အချက်ပါပဲဒါကတော့သတင်းကောင်းလို့ဆိုရမှာပေါ့နော်ဒါကတော့ဒီလိုစိတ်သက်သာရာရစီရပဲဘယ်ခုတိုင်းတည်းခုနှစ်ရက်တမိုးရေချင်းကိုကြည့်ရင်မိုးအသင့်အသင့်ရွာနိုင်ပြီးတော့ အရှိချမ်းကကြောက်ကြီးတိုက်ဦးဖြူတို့လိုမျိုးနဲ့တယ်ဟုတ်ကဲ့နဲ့အနောက်ချမ်းကပြီးပေါက်ခေါင်းတို့မှာမိုးရခြင်းဆက်လက်မှာအချက်ရွာနိုင်တယ်လို့ဆိုပါတယ်ဟွစိတ်ဝင်စားစရာကဘယ်ခုတိုင်းအရှိချမ်းမှာမိုးရသွမှုမညီများနိုင်မိမယ်အနောက်ချမ်းမှာတော့ပိုပြီးညီများတဲ့မိုးရသွမှုကိုတွေ့နိုင်တယ်ဆိုတဲ့အချက်ပါပဲရှင်ဒါကအရှိမြောက်မုတ်တုံနဲ့အတူပါလာတဲ့ရေခိုးရင်ွေတွေက တိုင်းရဲ့အရှိပိုင်းကိုပိုပြီးတက်ရောက်လို့ထင်နိုင်ပါတယ်ဗျာဩအပူချိန်ကိုကြည့်ရင်လည်းဒေသလိုက်ကွာခြားတာကိုတွေ့ရတယ် ဥပမာပြည်မြို့မှာအမြင့်ဆုံးအပူချိန်32ဒီဂရီစင်တီဂရက်ရှိနိုင်တယ်။ဟုတ်ကဲ့။အဲ့ဒီအချိန်မှာတောင်ပေါ်ဒေသချစ်တဲ့လိပ်တုံမြို့မှာတော့26ဒီဂရီပဲရှိနိုင်တယ်။တော်တော်ကွာတာပဲနော်။ပြီးတော့လေခန်းစားရတဲ့အပူချိန်ဆိုတာလေးလည်းပါတယ်။ဟုတ်။ Feel like temperature ပေါ့။ဟုတ်ကဲ့။ပြီးမှ35ဒီဂရီဖြစ်ပြီးလိပ်တုံမှာ23ဒီဂရီပဲရှိတာကတတိပြုစရာပဲရှိ။ဟုတ်ပါတယ်။အပူချိန်တူရင်တောင်ဆိုတိုင်းစမြားညင်ပူပူလေးလို့ခန်းစားရတာမျိုးပေါ့။ ုတ်ပါပြီလေထုငင်းကြမှုအညွန်ကင် AQI ကတော့50 low 70 winjin ne andre မရှိတဲ့အခြေအနေမှာရှိနေပါတယ်တဲ့ဒါတော့ကောင်းပါတယ်ဒီအချက်အလက်ဒီမှာအတုံးဝင်ဆုံးအပိုင်းကတော့စိုက်ပျိုးရေးနဲ့မွေးမြူရေးအတွက်အကြံပြုချက်တွေပါပဲရှင်းဘဲကူးတိုင်းကဘဲဆိုင်တောင်သူတွေအတွက်ရွက်ပြန်းအားစေးအတုံးပြုညီကိုအကြံပြုထားတာသဘောကျစရာပဲဟုတ်ကဲ့ဗျာအဲ့လားတော်တော်လက်တွေ့ကြတယ်အပင်ငယ်ချိန်မှာ nitrogen နဲ့ phosphorus များတဲ့အားစေး အဖူးပွင့်ချီမှာတော့ပိုတက်ဆီယမ်နဲ့အနည်းလိုအာဟာရဓာတ်ထုရပါတဲ့အာဆီကိုသုံးဖို့အကြံပြုထားတယ်။ပြီးတော့ပုံမွားရောက်ကကြာနေနိုက်ထရိုဂျင်အာဆီအလုံးကြောင့်မသုံးဖို့လဲသတိပြထားသေးတယ်နော်။ဟုတ်ကဲ့ရှင်။ဒါကရာသီဥတုအချက်အလက်တွေကိုလက်တွေ့စိုက်ပျိုးရင်းနှီးပညာနဲ့ချိန်ဆက်ပေးထားတဲ့ကောင်းမွန်တဲ့ဥပမာတစ်ခုပါပဲ။အလွယ်ပြောရရင်တော့ Pacific သမုဒ္ဒရာရေမျက်နှာပြင်အေးလာတဲ့ဖြစ်စဉ်တစ်ခုပေါ့။အဲ့ဒီရဲ့အကျိုးဆက်ကကျွန်တော်တို့ဒေတာမှာ AB ဆိုးဆိုတာ မိုးများတာမျိုးတွေဖြစ်စေတာပါ။ အော်ဒါကြောင့်ကိုဟုတ်ပါတယ်ဆိုတော့လာနီညာရဲ့သဘောသဘာဝအရာနိုဗ ెంబ ဒီဇင်ဘာမှာကန်ရီအပူချင်းကြာစင်းပြီးပျော်ဝင်အောက်ဆီဂျင်ရောင်းနေနိုင်တာကိုသတိပြုဖို့အကြံပေးထားတာပါဟုတ်ကဲ့အောက်ဆီဂျင်နေရင်ငားတွေအတွက်အန္တရာယ်ရှိတာပေါ့နော်အတိအကျပဲဗျအထူးသဖြင့်ညာ၁၂နာရီကျော်ရင်ကန်ရီကိုလှုပ်ရှားပေးတာဟုတ်ကန်အောက်ခြေကြီးကိုဆွတ်ပြီးပြန်ဖြန်းပေးတာတွေလှုပ်ဖို့လမ်းညွှန်းထားတာအလွန်တရာလက်တွေ့ကြတဲ့အကြံပြုချက်ဖြစ်သွားတယ် တကယ်ပဲနော်ဒါလားယာဒီဥရုပြောင်းလဲမှုကမွေးမြူရေးကန်တစ်ခုအပေါ်ဘလို့တက်ရောက်နိုင်လဲဆိုတာကိုရှင်းရှင်းလင်းပြနေတာပဲဟုတ်ပါတယ်ဗျဒီနေ့လေ့လာခဲ့တဲ့အချက်လက်တွေကိုချုံးကုန်ကြည့်လိုက်ရင်လည်း တနိုင်ကလုံးအတိုင်းတာနဲ့မိုးရွာသွမှုတွေရှိနေချိန်မှာမယ်ဖဲဟူတိုင်းလို့ဒီအတအတွက်အသေးစိတ်ကြတဲ့မိုးလေဝသောအချက်လက်တီးဟုတ်ကဲ့ပြီးတော့မော်ဒန်နှခုရဲ့မတူညီတဲ့ခန့်မှန်ချက်တီးဟွန်းနောက်ပြီးအဲ့ဒီအချက်လက်တွေပေါ်မူတည်ပြီး တောင်သူတွေမွေးမြူရေးတမားတွေအတွက်လက်တွေ့ကြတဲ့အကြံပြုချက်တွေအထိချိန်ဆက်လေးလာနိုင်ခဲ့ပါတယ်ရှင်ဟုတ်ပါတယ်ဗျဒီအချက်လက်တွေအားလုံးကိုဆက်ဆက်ပြီးစဉ်းစားကြည့်တဲ့အခါမှာ မိကွန်တကူထွက်ပေါ်လာတယ်။ဘလို့မိကွန်မျိုးပါလဲ။လာနီယာလိုယာဒီဥဒုပွန်ဆန်းတွေကရေတို့မှာငါးကန်တွေကအောက်ဆီဂျင်အခြေအနေကိုတက်ရောက်တလို့ရေရှဲမှာကိုဟုတ်ကဲ့ရေရှဲမှာမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးနဲ့ရေလုံကန်ကန်တာတွေအပေါ်ဘလို့မျိုးနည်းနည်းဆိုင်ဆိုင်ပြောင်းလဲတက်ရောက်မှုတွေရှိလာနိုင်မလဲ။စိတ်ဝင်စားစရာမိကွန်ပဲရှင်။ဟုတ်ပါပြီ။ဒီလိုတေးစိတ်ကြရဲ့ဒီတာအလိုက်ခမန်ချက်တွေကိုအနာကမှာပိုပြီးထိထိရောက်ရောက်ဘလို့အထုံးချနိုင်မလဲဆိုလာတာတော့ ဆက်လိုက်ပြီးလေ့လာစဉ်းစားသွားရမယ်အကြောင်းအရာတစ်ခုဖြစ်ပါတယ်ဗလားအမြင့်နှစ်မှုမှကြိုးဆိုပါတယ်ရှင်ဒီနေ့ကျွန်မတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့လေ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့ငနေ24ရက်နေ့အချိန်ကာလအတွက်ဘင်္ဂလားပင်လယ်ဟော်ရဲ့မူးလေဝသခမန်းချက်အချက်လက်တွေကနေအခြေခံထားတဲ့စိတ်ဝင်စားစရာကောင်းတဲ့အားကံမှုတစ်ခုကြောင်းပါပဲအတိကမင်းမွန်းကတော့လာမယ့်ရက်ပိုင်းအတွင်းမှာဖြစ်ပေါ်လာဖို့အလားအလာရှိနေတဲ့မိုးလေဝသစနစ်တစ်ဟာ အားကောင်းတဲ့လေးဖြစ်အားနေရာဝန်းတစ်ခုအဖြစ်တကယ်ပဲအားကောင်းလာနိုင်မလားဒါမှမဟုတ်အားမကောင်းတဲ့လေးပွေလိုင်းတစ်ခုအဖြစ်နဲ့မယ်အဆုံးသက်သွားမလားဆိုတာပါပဲကျမကတော့ GFS မိုးလေဝသမော်ရဲရဲ့ခမှန်းချက်နဲ့လေထုတ်ကမှရှိနေတဲ့မတည်ငြိမ်မှုတွေကိုအခြေခံပြီးတော့အားကောင်းတဲ့လေးဖြစ်အားနေရာဝန်းတစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့ဘက်ကနေရည်တည်ဆွေးနွေးသွားပါမယ်ရှင်ကျွန်တော်ကတော့အဲ့ဒါနဲ့ဆန့်ကျင်မှာပေါ့နော်ကာလာလက်ခမှန်းချက်ဒီမှာပိုပြီးတိကျတယ်လို့သတ်မှတ်ခံထားရတယ် ECMUF model ရဲ့ခမှန်ချက်ရဲ့နောက်ပြီးတော့အားကောင်းလေးတဲ့အရှင်းမြောက်မိုးသွန်လေးရဲ့ female တားဆီးနိုင်တဲ့အစွမ်းကိုကြည့်ပြီးတော့อืมတိတာထင်ရှားတဲ့စနစ်ကြီးတစ်ခုဖြစ်ပေါ်လာဖို့အလွန်ခေရင်းနေဆိုတဲ့ရှူထောင်းကနေတင်ပြသွားမယ်ထင်ဗျာ။ကောင်းပါပြီ။အဲ့ဒီတော့ကျမရဲ့ရက်တီချက်ကိုအယုံယုံရှင်းပြပါစေ။အကောင့်တဲ့လေဖီးယားနဲ့ရဝန်တို့ခုဖြစ်လာနိုင်တယ်လို့ကျွန်မယုံကြည်စေတဲ့အဓိကအချက်နှစ်ချက်ရှိပါတယ်ရှင်။ ပထမတစ်ခုကတော့ American ချေဆက် GSS မူလီဝိုဒမော်ဒယ်ရဲ့ November လ16ရက်နေ့ကထုတ်ပြန်တဲ့ကြိုတင်ခန့်မှန်ချက်ပါပဲ။အဲ့ဒီမှာလေနိုဝင်ဘာလ24ရက်နေ့ကျရင်ဘင်္ဂလားပလင်အော်တောင်ပိုင်းမှာလေပြားနဲ့ရက်ဝန်းတစ်ခုဖြစ်လာနိုင်တယ်လို့တိတိကျကျကိုဖော်ပြထားတာပါဒါကရေပြွေရေပြောဆိုချက်မဟုတ်ပဲတိကျတဲ့ရက်ဆွဲနဲ့တိနေရာကိုညွန့်ပြနေတာလေဒုတိယနဲ့ပိုရေးကြီးရဲ့ချက်ကတော့ အချက်လက်တွေထံမှာဘင်္ဂလားပလင်အော်တောင်ပိုင်းနဲ့ကပလီပလေဖြစ်မှာလေးထုမငင်မတမှုညာနဲ့အချက်အမြင်လေးပွေလိုင်း UACC လို့ခေါ်တာပါနော်အဲ့ဒါတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတော့ဖော်ပြချက်ပါပဲဒီ UACC ဆိုတာကမုန်တိုင်းတစ်ခုဖြစ်ပေါ်ဖို့အတွက်အလွန်ရေးပါတဲ့အပေါ်နဲ့အောက်အခြေဆက်တစ်ခုပါသူ့ဟိုအပေါ်ကြီးကနေစနစ်တစ်ခုလုံးကိုဆုတ်ထုတ်ပေးရဲ့အမ်လေဟာနန်ဆုတ်ဆက်ကြီးတစ်ခုလိုမြင်လို့ရရလေအောက်ခြေမှာလေးတွေစူးစီးလာဖို့အပေါ်ကနေနေရာရှင်းပေးမှာ စုပ်ထုတ်ပေးမှအာကောင်တဲ့စနစ်တခုဖြစ်လာနိုင်တာပါအခုအချက်လက်တွေမှာအဲ့ဒီလိုအပေါ်ကနေလာကူညီမဲ့လေးစီချောင်းဖြစ်လာနိုင်တယ်လို့ညွှန်းနေတာကအာကောင်တဲ့လေးဖြစ်အားနဲ့လာဝန်ဖြစ်ပေါ်လာနိုင်ခြင်းအတွက်ခိုင်မာတဲ့အချက်ပြမှုတခုပါပဲရှင်ကျွန်တော်ကတော့ဒီကိစ္စကိုတခြားရှူထောင်းကနေချိန်မြင်ပါတယ်ခင်ဗျာဟုတ်ပါတယ် GFS model ကအဲ့ဒီလိုခံမှန်းထားတာမှန်ပါတယ်ဒါပေမဲ့လေကျွန်တော်တို့မိုးလေဝသခံမှန်းတဲ့နေရာမှာအာကိုရာဇုံ model တခုဖြစ်တဲ့ ဥယော ECMWF မော်ဒယ်မှာလို့အဲ့ဒီလို၄ဖီအားနဲ့ရပ်ဝန်ဖြစ်ပေါ်လာမယ့်အရေးအယောင်อืมလုံးဝကိုမတွေ့ရပါဘူးသူကအားကောင်းသော၄ပွေလိုင်းတစ်ခုလောက်သာ ဖြစ်နိုင်တယ်လို့ခံမှန်းထားတာပါဒါကဘာကို ပြသလဲဆိုတော့အာသိမ့်မကောင်းတဲ့ဟိုစနစ်တကျမရှိတဲ့လူထုလှုပ်ရှားမှုတစ်ခုလောက်ကိုပဲဆိုလိုတာပါပိုပြီးအရေးကြီးတဲ့ချက်ကျွန်တော်တို့လစ်လူရှူလို့မရတဲ့ချက်ကတော့ ထိုင်းနိုင်ငံဘက်ကနေအရှိန်အဟုန်နဲ့တွန်းဝင်လာနေတဲ့အလွန်ကောင်းတဲ့အရှိန်မြောက်မုတ်တုံလေးပါပဲအချက်လက်ထဲမှာဒီမုတ်တုံလေးအရှိန်ကြောင့်ဘင်္ဂလားပင်လယ်အော်မှာမုန်နိုင်လေပြင်းအားနဲရဝန်တိုးဤအရှိန်တက်ရောက်မှုသည်မြန်မာနိုင်ငံဘက်ကိုမတွန်းနိုင်ဘူးလို့အတိအလင်းကိုဖော်ပြထားတာခင်ဗျာဒီ AB6 တွေ့တဲ့လေထူကြီးကပန်လန်ပင်မော်ကပူနွေးဆွဆွတဲ့လေလေးကိုဖိနှိပ်ထားပြီးမုန်တိုင်းဖြစ်ပေါ်မှုကိုဟန်တားနိုင်တဲ့အဓိကအချက်ဖြစ်နေတာပါ ဒါကြောင့်နေမြန်မာနိုင်ငံအတွက်အဓိကကျတဲ့မိုးလေဝသအခြေအနေဟာပန်လယ်လက်ကဖြစ်နိုင်ခြေရှိတဲ့မုန်တိုင်းမဟုတ်ဘဲအချက်လက်တွေမှာပါတဲ့အတိုင်းဖြစ်ဖြစ်ရလာမဲ့ဆောင်းရာသီဥတုပဲဖြစ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျာ။ကောင်းတာနီဒီနေ့မှာပဲကျမတို့ရဲ့အဓိကအမြင်ကွဲလက်မှုကစတင်လာတာပါပဲ။ model ရဲ့ယုံကြည်စိတ်ချရမှုအကြောင်းအရင်ဆွေးနွေးကြည့်ကြအောင်ပါ။ GFS model ဟာမုန်တိုင်းငယ်လေးတွေဖြစ်ပေါ်လာနိုင်ခြေကိုအစောပိုင်းမှာထောက်လန်းနိုင်တဲ့နေရာမှာအားကျချက်ရှိတယ်လို့လူသိများတယ်လေ။သူကအသေးစိတ်ကြတဲ့ လေရုတွေကလှူရှားမှုလေးတွေကိုတော့မှအာယုံခံနိုင်စွမ်းမြင့်နေ။ဒါကြောင့်နိုဝင်ဘာ24ရက်နေ့မှာလေဖျားနေ့ရက်ဝန်းတစ်ခုဖြီလာမယ်ဆိုတော့သူ့ရဲ့ခမန်းချက်ကိုလွေလန်နေကပယ်မသိမ့်ဘူးလို့ကျွန်မထင်တယ်။ ECMW ကမပြောဘူးဆိုပေမဲ့ GFS ကပြောင်းနေတဲ့အတွက်ဖြစ်နိုင်ခြေတစ်ခုကိုလုံးဝမျက်ကွယ်ပြုလိုက်တာကစောလို့မနေဘူးလားရှင်။တင်ပြောတဲ့ချက်ကိုကျွန်လားလေပါတယ်။ GFS ရဲ့အာယုံခံနိုင်စွမ်းမြင့်တာကိုလက်ခံပါတယ်။ဒါပေမဲ့တပတ်ကြိုတင်ခမန်းချက်အတက် မော်ဒယ်တစ်ခုထားရဲ့အချက်လက်ကိုပဲအားကိုးတာကစွန့်စားရကြတယ်လို့ကျွန်တော်ထင်တယ်။ GFS ရဲ့တပတ် ကြိုခန့်မှန်းချက်ကမတည်ငြိမ်မှုဆိုတာကျွန်တော်တို့အတွေ့အကြုံအရထိထားပြီးသားပါ။အခုတစ်ချိန်မှာတော့သူ့ရဲ့ခန့်မှန်းချက်ကိုဘလို့အချက်ဒီကြောင့်ပိုပြီးယုံကြည်တင်တယ်လို့ထင်ပါတယ်လေ။သူ့ရဲ့အာယုံခံနိုင်စွမ်းမြင့်တယ်ဆိုတာကတခါတလေမှ false alarms ဒီဖြစ်လေရှိတယ်ဆိုတဲ့အတိပယ်လည်းတက်ရောက်နေတယ်မဟုတ်လား။ မဖြစ်လာနိုင်တဲ့မုံတိုင်းတွေကိုခံမှန်းခဲ့တဲ့ GFS ရဲ့အတိတ်ကမှတ်တမ်းတွေလည်းရှိခဲ့ဘူးတာပဲလေဒါတခါတည်းမှာအဖြစ်မှန်တဲ့ပေါ်ပြီးခတ်မှန်တတ်ပါတယ်ဒါပေမဲ့ကျွန်မကတော့အဲ့ဒီလို false alarm လို့မမြင်ချင်ဘူးမုံတိုင်းဖြစ်ပေါ်ဖို့အတွက်လိုအပ်တဲ့အခြေခံအချက်လက်တွေ ingredients တွေကိုသူကမြင်နေတယ်လို့ပဲဆိုချင်ပါတယ်မုံတိုင်းဖြစ်ဖို့အတွက်လိုအပ်တဲ့လေထုမတည်ငြိမ်မှုရေငွေ့ လေပွဲလိုင်းစတာဒီစုစည်းနေတာကိုသူကထောက်လိုက်မိနေပြီနောက်ဆုံးမှအဲ့ဒီအရာတွေကပေါင်းစည်းပြီးမုံတိုင်းတစ်ခုအဖြစ်မဖြစ်ပေါ်လာရင်တောင်မှအဲ့ဒီလိုဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေရှိနေတယ်ဆိုတာကိုသူကကျမတို့ကိုသတိပေးနေတာပါ အခုကိစ္စမှာလည်းအဲ့ဒီလိုပါပဲမော်ဒန်တို့ခုရဲ့ခမန်းချက်ကွဲလွဲနေခြင်းကိုနိုင်ကမတေးကြမရေရာမှုရှိနေတယ်ဆိုတာကိုပြနေတာပါဒါကြောင့်လုံးဝမဖြစ်နိုင်ဘူးလို့ကောက်ချက်ချဖို့ကတော့ဆော့လို့နေပါသေးတယ်။အဲ့ဒီအချက်ကစဉ်းစားစရာကောင်းပါတယ်။ ါပေမဲ့ကျွန်တော်တို့အဲ့ဒီအချက်ကိုပဲထခြားရှုထောင်းတစ်ခုကနေကြည့်စေချင်တယ်။ model နှစ်ခု꿰လွှဲနေရဲ့အကမတေးချမရေရာမှုရှိနေတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ပိုပြီးကြေပြနဲ့လွှမ်းမိုးမှုအားကောင်းတဲ့ယာတီဥရုပုံစံကိုပဲအဓိကထားစဉ်းစားသင့်တယ်လို့မြင်ပါတယ်။အဲ့ဒါကတော့အရှင်းမြောက်မုတ်တုံလေးပါပဲ။အချက်လက်တွေမှာမုတ်တုံလေးကဘင်္ဂလားပင်လျော်ကစနစ်တွေကိုတားဆီးလိမ့်မယ်လို့ဆိုထားတာက GFS ရဲ့တပတ်ကျော်ခံမှန်းချက်တွေပိုပြီးခိုင်မာတဲ့အဆိုတို့ကိုဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်။ ဒါကကျွန်တော်တို့ရဲ့ဒုတိယဆွေးနွေးမယ့်အချက်ဖြစ်တဲ့မူတုံလေအခန်းကဏ္ဍကိုရောက်သွားစေပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီအချက်ကိုဆက်ဆွေးနွေးကြတာပေါ့မူတုံလေကအဓိကကြတယ်ဆိုတာကိုကျွန်မလည်းသဘောတူပါတယ်ဒါပေမဲ့မူတုံလေကမုံတိုင်းဖြစ်ပေါ်မှုကိုအမြဲတမ်းဖိနစ်တားဆီးတယ်လို့တော့တစ်ချမှရွေလို့မရပါဘူးဒီကိစ္စမှာဒါကမိုးလေဝသမှာစိတ်ဝင်စားစရာအကောင်းဆုံးအားပြိုင်မှုတစ်ခုပါပဲ။ တစ်ဖက်မှာတိုက်ကြီးကနေလာပဲအေးပြီးလေလာနဲ့မုံတုံလေးနောက်တစ်ဖက်မှာပူနှွေပြီးပွက်ပါဆိုဆွတ်တဲ့ပင်လေရင်ငွေ့ဒီနှစ်ခုဆုံတဲ့အခါဘာဖြစ်မလဲဆိုလားအဆုံးဖြတ်ပေးမယ်မိကုံးပဲပေါ့ဒီလိုအင်းအားမတူတဲ့လေထုနှစ်ခုပွတ်တိုင်မှုကနေဆွန့်ရင်ဒီထွက်လာပြီးမုံတိုင်းငယ်လေးတစ်ခုကိုမွေးဖွားပေးနိုင်တဲ့တော့အင်းအားကြီးတဲ့မုံတုံလေးကအဲ့ဒီဖြစ်စဉ်ကိုလုံးဝဖြစ်နေထားလိုက်နိုင်တယ်ကျမတို့ရဲ့အဓိကသဘောထားကွဲလွဲမှုကဒီအားပြိုင်ကွဲမှာဘယ်သူနိုင်မလဲဆိုတာပါပဲ ပြီးတော့အချက်လက်ထဲမှာပဲဒီမုံတုံလေးကရေခိုးရင်ွေကျွဲဝတဲ့လေထုကိုတဲဆောင်လာပြီးပေခူးတိုင်းအရှိချမ်းမှာမိုးပို့ရွာစေတယ်လို့လည်းဖော်ပြထားပြန်ပါတယ်။ဒါကလုံးဝ၆တွေ့တဲ့လေတက်တက်မဟုတ်ဘူးဆိုတာကိုတက်တည်ပြနေတာပေါ့ရှင့်။ဒီအချက်ကစီဝင်စားစရာကောင်းတွေကျွန်တော်ကတော့ပုံစံတစ်မျိုးနဲ့မြင်ပါတယ်။သင်ပြောတဲ့အားပြိုင်ကွဲဆိုတာကိုသဘောကျပါတယ်။ဒါပေမဲ့အချက်အလက်တွေမှာမုံတုံလေးရဲ့အကျိုးတက်ရောက်မှုကိုအပြတ်သက်ဖော်ပြချတာကိုတော့ကျွန်တော်တို့မျက်ကွယ်ပြုလို့မရဘူးဗျာ။အရှင်တက်ရောက်မှုဒီ မြမနိုင်မြန်ဘက်တို့မတိုးနိုင်ပြီးနေညာအပူချေများဆက်လက်ကြဆင်းကအရေးပိုလာမယ်လို့ဆိုထားပါတယ်။ဒါဟာမုန်တိုင်းဖိဖော်မှုကိုအားပေးတဲ့ဖိနှိပ်တားဆီးတဲ့သဘောကိုအိုပါတာဆောင်နေပါတယ်။ဖကိုတိုင်းအရှိချမ်းကိုရင်ခွေးပါလာတယ်ဆိုတဲ့အချက်ကထိုင်းပင်လယ်ကွေ့ကိုဖျက်အားလာမှချစ်တဲ့ဒေတာတို့အကျိုးသက်ရောက်မှုတစ်ခုသာဖြစ်နိုင်ပါတယ်။ဘင်္ဂလားပင်လယ်ရောတို့ကျေပြတ်တဲ့နေရာမှာစနစ်ကြီးတစ်ခုဖြစ်ပေါ်မှုလိုအပ်တဲ့အခြေအနေနဲ့တော့မတူပါဘူး။ပြီးတော့ပုံမိခိုင်မာတဲ့အထောက်အထားတစ်ခုကိုထပ်ဖြောရရင် ်ပဲခူးတိုင်းတောင်ဖက်မူတမပင်လေကိုရဲ့အတွက်ခံဖန်းချက်ကိုကြည်လှိုင်းအမင်းတစ်တရုံးပဲလောက်မရှိမယ်လို့ဆိုထားပါတယ်အားကောင်းတဲ့လေဖျားနေရဲ့ဝင်းကြီးတစ်ခုအနီးနားမှာရှိနေတဲ့ပင်လေပင်အခြေအနေကဒီလိုလှိုင်းအမင်းမျိုးလုံးဝမဖြစ်နိုင်ပါဘူးဒါကအားကောင်းတဲ့စနစ်မရှိဘူးဆိုတာကိုတွေးဝိုက်ပြီးအခိုင်အမာပြောနေတာနဲ့အတူတူပါပဲခမညာဟုတ်ပါတယ်လိုင်းမြင့်ကင်းခနန်းကအားကောင်းတဲ့စစ်နေကိုထောက်ခံမနေဘူးဆိုတာလက်ခံပါရတယ် ဒါပေမဲ့အဲ့ဒါကကန်ယူတန်ဒေတာအတွက်ခမန်းချက်ပါမုန်တိုင်းဖြစ်ပေါ်မှုရဲ့ဘို့ချက်အ धिक ဖြစ်စဉ်ကပင်လေပင်နှစ်ချက်မှာဖြစ်ပေါ်နေတာပါအဲ့ဒီနေရာက မုတ်တုံလီရဲ့အအေးဆုံးနဲ့အချောက်တွေ့ဆုံးလေတွေရဲ့တိုက်ရိုက်တက်ရောက်မှုကနေအနည်းငယ်လွတ်ကဲနေနိုင်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့တက်တရားအချက်ဖြစ်တဲ့လေတုမငီမတက်မှုကိုဘလိုဒေးဖယ်ဖွင့်ဆိုမလဲဆိုတာကိုစัจကြည့်တင်ပါတယ်။ခမန်းချက်မှာလေတုမငီမတက်မှု နဲ့ UACC ထပ်ပေါ်နိုင်ကြကို အလေးပေးဖော်ပြထားတာကိုပြန်ကြည့်စေချင်ပါတယ်။ဒါတွေကတာမန်ဖြစ်စင်နေမဟုတ်ပါဘူး။ပိုပြီးစနစ်ကြတဲ့မိုးလေဝသစနစ်တွေရဲ့အခြေခံအုတ်မြစ်တွေပါ။ ECMWF model ကပြောတဲ့အကောင်းသော livery line ဆိုတာခွန်နိုင်ကအရေးပါတဲ့ဖြစ်စဉ်တစ်ခုပဲ။ ကျမတို့ဆွေးနွေးနေတာကဒါမှမဖြစ်တာနဲ့တခုခုဖြစ်တာကြမှာမဟုတ်ပဲဖြစ်ပေါ်လာမယ့်စစ်နေရဲ့အာကောင်းမှုအဆင့်ကိုဆွေးနွေးနေတာပါ ကျမမြင်မှာတော့အချက်လက်တွေကပိုပြီးအာကောင်းတဲ့ဘက်ဆိုတာကလေလေဖိအနေရဲ့ဘောင်းအဖြစ် ဖြစ်ပေါ်လာနိုင်တဲ့ဘက်ကိုညွန့်ပြနေတော့ထင်ပါတယ်ရှင်မမကတီးကမှာစဖတ်ဖြစ်တဲ့စောက်တိုကထိုထိုဒီစိတ်ဝင်စားဖို့ခေါင်းတယ်အဲဇလန်ကစမ်းကြပြီတော့ စက်ကုံကြီးရဲ့စိတ်ဖိုင်းဆိုင်ရာအသွေးခိုတွေကလည်းအယံကိုနတ်နေတာကြောင့်ဖတ်လို့တောင်မပြီးသေးပဲနဲ့ဘလို့များအဆုံးသတ်သွားမလဲဆိုတာအယံကိုတိချင်းစိတ်ပြင်းပြနေမိလေတင်ဆိုကခိုင်မာပါတယ်ဒါပေမဲ့ဒီလေထုမငင်မတတ်မှုဆိုတာကိုဒီလိုမြင်ကြည့်လို့ရပါတယ်ရင်းတွေအိုးထဲမှာယေစုပွက်လာတယ်လို့ပါပဲနေရာနဲ့မှာပူပေါင်းလေးတွေထားနေပေမဲ့အဲ့ဒါတွေကအားကောင်းတဲ့ရေဝဲကျွတစ်ခုဖြစ် ပေါင်းစည်းသွားမှာမဟုတ်ပါဘူးအလားတူပဲ ီလေထုမငင်းမတတ်မှုတွေကလည်းနေရာကွက်ချက်မိုးရွာတာလောင်းနေပဲပြီးသွားနေပြီအားကောင်းတဲ့လေဖီးယားနေရာဝန်ကြီးတစ်ခုဖြစ်စုစည်းသွားဖို့လုံလောက်တဲ့အာမရှိဘူးလို့ကျွန်တော်တို့ယူမြင်ပါတယ်အချက်အလက်ထဲမှာနေပြီးတော့အီရာဝဒီတနင်္သာရီစတဲ့နေရာအတော်များများမှာမိုးထချုံရွာမယ်လို့ပါပြီးသားမှာဒီမတည်ငြိမ်မှုတွေကအဲ့လိုနေရာကျဲကျဲမိုးရွာမှုတွေဖြစ်ပဲဖြစ်ပေါ်သွားနိုင်ပါတယ်စနေကြီးတစ်ခုတည်းပေါင်းစည်းသွားမယ်လို့မဆိုလိုပါဘူးနောက်တစ်ချက်တစ်ခုကနိုဝင်ဘာလကောင်ဒီဇင်ဘာလစမ်းမှာ တောင်ရုပ်ပင်လယ်မှာနောက်ချက်လေပွဲလိုင်းတစ်ခုဖိနိုင်တယ်ဆိုတဲ့ခံမှန်းချက်ပါဒါကဘာကိုပြနေလဲဆိုတော့ဒီကာလရေဘူးရအဖြစ်လေထုမငိမ်မတက်ဖိနေတဲ့ကာလတစ်ခုသာဖြစ်ပြီးလာမယ့်အပတ်ဖိနိုရာပင်လယ်အော်မှာအကောင်းတဲ့လေဖီအားနေရဝင်တစ်ခုတည်းတည်တန့်ထစ်ပေါ်လာမယ်ဆိုတဲ့အချက်ကိုအမပေးပါဘူးအချက်လက်တွေကစနစ်တကျမရှိပဲမယ်လှူရှားမှုရှိတဲ့မိုးလေဝသပုံစံကိုပဲထောက်ခံနေတယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျာ အချို့အနေနဲ့ဂျမရဲ့ရည်ပည်ချက်ကိုပြောင်းလဲတင်ပြရရင်နိုဝင်ဘာလ24ရက်နေ့မှာတိတာထင်ရှားတဲ့လေဖိယားနဲ့ရဲ့ဝုံတစ်ခုဖြစ်ပေါ်လာနိုင်ချေဟာ GFS model ရဲ့တိကျတဲ့ခမန်းချက်ဒေတာတွေလေထုမညင်မထမှုတဲ့နဲ့အပေါ်ပိုင်းလေထုကကုညီမဲ့ UACC ဖြစ်ပေါ်နိုင်ချေတဲ့ကြောင့်ရစ်တွေရှုလို့မရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။သူ့ရဲ့လာယာကမြန်မာနိုင်ငံဘက်ကိုတိုက်ရဲမဟုတ်ရင်တောင်းမှာပင်္ဂလာပင်လယ်အော်မှာဒီလိုစနစ်တစ်ခုဖြစ်ပေါ်လာခြင်းကိုနိုင်က အရေးရှိတဲ့မိုးလေဝါဒဖြစ်စဉ်တစ်ခုအဖြစ်သတ်မှတ်ရမှာပါအပူပိုင်းပင်လယ်ပြင်ရဲ့ရေငွေ့နဲ့တိုက်ကြီးကလာတဲ့မုန်တုံးလေးလို့ရရှုပ်ထွေးတဲ့အပြိုင်မှုကိုမုန်တိုင်းဖြစ်ပေါ်မှုအတက်တွန်းအားတစ်ခုအဖြစ်ရှော့မတွက်တင်မှုလို့ပဲပြောချင်ပါတယ်ရှင်ဒီအပြိုင်ပွဲရဲ့လက်လက်ကကျွန်မတို့ထင်ထားတာထက်ပိုပြီးအားကောင်းတဲ့စနစ်တစ်ခုကိုမွေးဖွားပေးနိုင်ချေရှိနေစေပါပဲကျွန်တော်ကတော့လေးတူထဲမှာလှုပ်ရှားမှုနေရှိနေတာကိုလက်ခံပေမဲ့ပိုပြီးယုံကြည်စိတ်ချရတဲ့ ECMW model ရဲ့ခမ်းမန်းချက်နဲ့အလွန်အားကောင်းတဲ့အရှိမောက်မုတ်တုံးလေးရဲ့ ဖိနှိပ်တားဆီးမှုပဲကြောင့်အာတိတ်မကောင်းတဲ့စနစ်တကျမရှိတဲ့လေပွေလိုင်းတစ်ခုလောက်သာဖိနှံကျပိုများတယ်လို့ပဲမြင်ပါရယ်ခမရမြန်မာနိုင်ငံရဲ့အတေချာဆုံးအကျိုးသက်ရောက်မှုကတော့ပင်လယ်ကလာမဲ့မုန်တိုင်းမဟုတ်ပဲအချက်လက်တွေထဲမှာအတိအလင်းဖော်ပြထားတဲ့အေးမြလာမဲ့ဆောင်းရည်ဥရုပဖြစ်ပါရယ်ခမန်းကျအချက်လက်တစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရင်မုန်တိုင်းကြီးဖြစ်ပေါ်မှုကိုဟန်တားနေတဲ့အချက်တွေကအားပေးနေတဲ့အချက်တွေတည်းအများကြီးပိုအားကောင်းနေတယ်လို့တွေ့ရမှာပါခမရကောင်းပါပြီ ဒီနေ့ကျမတို့ရဲ့ဇွေးနေမှုကမိုးလေဝသခန့်မှန်းခြင်းရဲ့ရှုပ်ထွေးနှက်နယ်မှုနဲ့စင်ခေါ်မှုတွေကိုကွက်ကွက်ကွန်းကွန်းမိမုံထိုးပြနေပါတယ်ရှင် GFS လို့မော်ဒယ်တစ်ခုကဖြစ်ပေါ်လာနိုင်တဲ့အလားအလာတွေကိုအာယုံဆိုင်ပြီးတရိပ်ပေးနေချိန်မှာ ECMWF လို့မော်ဒယ်ကတော့ကျေပြန့်နေပုံဝင်ချက်အခြေအနေတွေရဲ့လွှမ်းမိုးမှုကို အလေးထားပြီးအဲ့ဒီအလားအလာတွေဖြစ်မလာနိုင်မို့လို့ဆိုနေပါတယ်ဒါအချက်လက်တစ်ခုတည်းကိုရှုထောင့်မတူတဲ့နေရာကနေ ဘလို့အတဲပဲဖွင့်ဆိုကြတယ်လဲဆိုလာကို ပြသနေတာပါပဲမှတ်ပါရခင်ဗျာဒီလိုအားပြိုင်နေတဲ့အချက်လက်တွေနဲ့မော်ဒယ်တွေကြားကနေအပြည့်အမှန်ကိုရှာဖွေရတာကပဲမိုးလီဝတ်ခန့်မှန်းခြင်းရဲ့စေလုရှားစရာကောင်းဆုံးအပိုင်းပါပဲနောက်ဆုံးမှဘယ်မော်ဒယ်ရဲ့ခန့်မှန်းချက်ကပုံမှန်ကန်မလဲ AB လလန်နဲ့မှုန်ဆောင်လေက နိုင်မလားဒါမှမဟုတ်ပုံနှွေးဆိုးဆွက်တဲ့ ပင်လယ်လေးထုကအားကောင်းတဲ့စနစ်တစ်ခုကိုမွေးဖွားပေးမလားဆိုတာကိုတော့လာမယ့်ရက်တွေမှာကျွန်တော်အားလုံးအတွက်ဆက်လက်ဆောင်ကြကြရမှာဖြစ်ပါတယ်ခင်ဗျာ။